လီဗာပူးအသင်းရဲ့ကွင်းလင်တိုက်စစ်ကစားသမား Florian Wirtz ဟာဂျာမနီအသင်းနဲ့အတူခြေစွမ်းတွေပြသနေပြီးတော့ Slovakia နဲ့ပွဲမှာဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်သွားခဲ့တယ်။ Florian Wirtz ကလည်းအကောင်းဆုံးခြေစွမ်းရရှိအောင်ဂျာမနီအသင်းဘလို့ထုတ်ယူခဲ့တယ်လဲ။လီဗာပူးအသင်းဘာတွေလေ့လာနိုင်တယ်လဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ Winesback ကနေအဓိကကူညီပံ့ပိုးပေးထားပါတယ်။စီတူအိုပီနီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘလုံးအကစားနဲ့ရှင်ခုံကျင်တဲ့ပရိသတ်တွေအတွက် ဝိုင်းစပါမှာ opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့ account ဖွင့်လည်နိုင်ပါတယ်ဒီ video ရဲ့ comment section မှာလည်း promo code ကိုကြထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ Hello မင်္ဂလာပါစီတူ opinio ကနေကြိုဆိုလိုက်ပါတယ် Florian Vas က Germany အသင်းနဲ့ international duty မှာတော့စီစွမ်းကောင်းနေပြတာနေပြီးတော့ခုနောက်ဆုံးပွဲ Slovakia နဲ့အရေးပါတဲ့ပွဲစဉ်မှာဂိုးဖန်တီးမှု၂ချိန်ပြုတ်လုခဲ့တယ် တော်တော်လေးလှပါတယ်ကိုဖန်တီးမှုတွေလို့ပြောလို့ရတယ်ဒီရှေ့ပွဲမှာလည်းခြေစွမ်းကလီဗာပူးမှာလို့မဟုတ်ပဲနဲ့ကြွားရနေတဲ့ခြေစွမ်းတိုက်စစ်မှာတတိယတာပါဝင်ပတ်သက်နေတဲ့ခြေစွမ်းတခုကိုပြသခဲ့တဲ့အခွင့်အရေးဖန်တီးမှုတွေကိုကျွန်တော်တို့မြင်ရတယ်အဲ့ဒီထက်ပူလာကသူ့ရဲ့ကစားဟန်သူ့ကိုဂျာမနီအသင်းမှာပေတာမန်ထုတ်ထားတယ်ဘယ်တော့မှထွက်ပြီးတော့ with holder အနေနဲ့ကစားတော့မဟုတ်ဘူးသူဟာ playmaker တယောက်အနေနဲ့ wide playmaker တယောက်အနေနဲ့ကစားခဲ့တယ်အသင်းကို creativity တွေအများကြီးပေးအပ်နေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့ လီဗာပူးအသင်းမှာဒီလိုခြေစွမ်းမျိုးကျွန်တော်တို့မမြင်တွေ့ရအောင်အထူးသဖြင့်တော့ဒီလိုမျိုး freedom ဒီလိုမျိုး frequency နဲ့ Florian Vaz ကိုမမြင်တွေ့ရအောင်လီဗာပူးအသင်းမှာတိုးလျနေပြီးတော့ဂျာမနီအသင်းမှာတော့ပို့ပြီးတော့ကျယ်လောင်နေတယ်အဲ့တော့ဒါဘာကြောင့်လဲဆိုရင်အရေးကြီးဆုံးအချက်တစ်ချက်အနေနဲ့ဒီဘယ်တောင်ဘတ်ပို့ထားတဲ့ကိစ္စကိုကျွန်တော်တို့စပြောရလိမ့်မယ်အဲ့တော့ဒီလီဗာပူးရဲ့ international break မတိုင်ခင်ပွဲမှာဒါမှ Manchester City ကိုရှုံးခဲ့တယ်ဒါပေမဲ့အဲ့ဒီအရှိမှာ Real Madrid ကိုအနိုင်ရရှိခဲ့တယ်အဲ့ဒီပွဲမှာ ပေတောင်မှာတုံးခဲ့ပြီးတော့ဒါဒီယာဒီဖလိုရီယန်ဘတ်စ်ရဲ့လီဗာပူးအသင်းအတော်အကောင်းဆုံးပွဲတစ်ပွဲလို့ကျွန်တော်တို့ပြောလို့ရတယ်။ဖလိုရီယန်ဘတ်စ်ကလည်း intensity အပြည့်မြင်ရတယ်ပြီးတော့သူ့စီကကိုဖန်တီးမှုတွေမြင်ရတယ်ခွင့်ရင်းဖန်တီးမှုအများကြီးမြင်ရတယ်။မန်ချက်စတာစီးတီးနဲ့ပွဲမှာတော့ဒါဘလို့မှရှင်လို့မရခဲ့ပဲရှုံးနေခဲ့တယ်။ဒါပေမဲ့ဘဲတောင်မှာအသုံးပြုခြင်းဟာ solution တစ်ခုဖြစ်နိုင်တယ်ဆိုတာကို Real Madrid နဲ့ပွဲကပြသနေတယ်။ဒါကဘာဖြစ်လို့အရေးကြီးတယ်လဲဆိုတော့အခု Germany အသင်းနဲ့ပွဲမှာလည်း ်သူကဘက်တောင်မန်ကစားတာအများသောအဖြစ်လဲဂျာမနီမှာသူကဘက်တောင်မန်ကစားတယ်ပြီးခဲ့တဲ့ယူရိုမှာခြေစွမ်းအရန်ပြခဲ့တဲ့သူနဲ့မူစီယာလာတို့အဲ့တုန်းကလည်း white playmaker အနေနဲ့ကစားခဲ့တယ်အဲ့တော့တောင်မန်ကစားသမားတွေမဟုတ်ဘူးသူကတောင်မန်မှာရှိနေတဲ့ playmaker အဲ့ဒီပုံစံကိုကစားတယ် Leverkusen အသင်းမှာ3-1တက်ကစားပုံရဲ့ LAM အနေနဲ့ကစားတယ်အဲ့တော့သူရဲ့ကစားတဲ့ဒီစုံကိုကြည့်လိုက်မယ်ဆိုရင်ဘယ်ဘက်အချမ်းမှာတိတိတတ်တတ်များနေအောင်တွေ့ရတယ်ပြီးတော့ ဒီတောင်မန်အစွန်ဆုံးအချမ်းပေါ့နော် flank ဘက်အချမ်းပြီးတော့ဒီ left inside channel အချမ်းပေါ့အဲ့တော့အဲ့ဒီဘက်အချမ်းနေမှာ Florian Verse ရဲ့နေရာယူမှုကိုကျွန်တော်တို့အပြည့်အဝတွေ့ရတယ် Liverpool အသင်းမှာကြာတော့ဒီရာဒီအဲဒီ October National Break မတိုင်ခင်မှာပေါ့နော် Florian Verse ရဲ့နေရာယူမှုက central နဲ့ညာဘက်ကိုနည်းနည်းလေးပို့ပြီးရိမ်းတာကိုတွေ့ရသူရဲ့ touch mat တွေကအဲ့ဒီဘက်မှာပို့ပြီးတော့များနေတာကိုတွေ့ရတယ်အဲ့တော့ဒါက Liverpool အသင်းမှာဖြစ်နေတဲ့အခင်းအကျင်းနဲ့ Florian Verse ရဲ့ပျော်မွေ့တဲ့အခင်းအကျင်း ကွာခြားနေခြင်းဖြစ်တယ်ပေါ့လေအခုဟိုဂျာမနီအသင်းမှာသူ့ရဲ့ဒါစိတ်ကြိုက်အခင်းကျင်းတဲ့မှာဆိုရင်တော့ Florian Wirtz ကြီးကခြေစွမ်းကိုပို့ပြီးတော့ကြောက်ကြောက်ရရကျွန်တော်တို့မြင်တွေ့ရတယ်အခုနောက်ဆုံးပွဲကိုအခြေခံပြီးပြောမယ်ဆိုရင်ဒါဂိုးဖန်တီးမှုနှစ်ကြိမ်လောက်သွားတယ်အခွင့်အရေးဖန်တီးမှုတွေလည်းအများကြီးလောက်သွားတယ်ပြီးတော့ဒီ Queen ကိုသူက dictate လောက်သွားတယ်လို့ပြောလို့ရဂျာမနီအသင်းရဲ့တိုက်စစ်ကို dictate လောက်သွားတယ်လို့ပြောလို့ရပြီးတော့ဖန်တီးပေးသွားတဲ့ဂိုးဖန်တီးမှုနှစ်ကြိမ်သလုံးကအရင်အဆင့်မြင့်တယ်လော်ရန်ဇာနေအတွက်ဖမပေးလိုက်တဲ့ဖန်တီးမှု တော်တော်လေးကိုလှတယ်ဒါကသူ့ရဲ့ quality သူ့ရဲ့ technical stand out ကဘယ်လောက်ထိဖြစ်နိုင်တယ်လဲဆိုတော့ပြတာပြီးတော့ဒုတိယဒီ assist ဆိုရင်လည်းအဲ့လိုပဲပေါ့နော်ညာချီလေးနဲ့ wipe ပြီးတော့တင်ပေးလိုက်တယ်ဒီကစားသမားမှာဒီအရန်ကိုစူးရှာတဲ့ vision ရှိတယ်ပြီးတော့အဲ့ဒီ vision နဲ့ light အောင် light ပြီးတော့လုံနိုင်တယ် technical စွမ်းရည်ရှိတယ်ဒါပေမဲ့ပြဿနာက premier league မှာကကစားတာအရန်မြန်ဆန်လုံးတယ် intensity မြင့်တယ်ပြီးတော့ပို့ပြီးတော့ အမာကြောတယ်ပို့ပြီးတော့မြန်ဆန်တယ်ပို့ပြီးတော့ physical များတယ်အဲ့ဒီအတွက်ကြောင့် Florian Vas အနေနဲ့အနည်းငယ်ရုန်းကန်နေရတယ်အဲ့တော့ဒီနေရာမှာအနည်းငယ်ရုန်းကန်ရတယ်လို့ဘာဖြစ်လို့ပြောလဲဆိုတော့ကျွန်တော်ဆိုလိုတာက Florian Vas ကကြီးလိုက်အကောင့်တသေးလေးဖြစ်တယ်ပေါ့နော်အဲ့တော့အကောင့်သေးလို့ physical မရှင်နိုင်ဘူးဆိုတာမဟုတ်ဘူး physical မရှင်နိုင်တာမဟုတ်ဘူး Florian Vas ကဘွန်နီလစ်ကမှာလေအဲဒီသူ့ရဲ့ distant cover နဲ့သူ့ရဲ့ warwick ကအရင်မြင်တဲ့နေရာမှာပါတယ် liverpool အသင်းမှာလည်းအဲ warwick ကိုဆက်လက်ပြသနေတယ်တချို့သောပွဲတွေမှာဆိုရင် warwick အမြင့်ဆုံးအစားသမားတော်ဖြစ်နေတယ် ီးတော့သူ့ရဲ့အမြန်နှုန်းအဲ့တော့ဒီနေရာမှာအရေးကြီးလာတာအဲ့ဒီအမြန်နှုန်းပြိုင်ဘက်တွေရဲ့အမြန်နှုန်းနဲ့ပြီးတော့အချိန်ရရှိခြင်းမရရှိခြင်း physical ဘိုင်းပြဿနာတက်နေရမှာမဟုတ်ဘူး intensity နဲ့ပတ်သက်လို့ပြဿနာရှိတယ်အဲ့မှာအဲ့ intensity ကဘယ်လိုလဲဆိုတော့အမြန်နှုန်းမှာအဲ့တော့သူဟာအရင်ကြီးမြန်တဲ့ player မဟုတ်ဘူး Lorenz ာနေလို့ပုံစံမျိုးမဟုတ်ဘူးအရင်ကြီးမမြန်ဘူးပြီးတော့ space လိုအပ်တယ်အဓိကတော့ freelance ဖြစ်ဖို့မဟုတ်လား freedom ဖြစ်ဖို့လိုအပ်တယ်အဲ့ဒါကိုသူက Premier League မှာတိတ်မရအောင်ဖြစ် အခုဂျာမနီအတင်းထဲမှာကျတော့သူ့အတွက် freedom ကြီးကအကျယ်ကြီးပဲအဲ့ freedom နဲ့အတူသူကခုနလိုမျိုးအရာတွေကိုဒါလုတ်ပြနိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ Florian Vast တို့အရေးပါတာက Premier League မှာဆိုရင်အလယ်မှာထားရင်ပို့ပြီးတော့ကြက်တဲတဲ့အတွက်အချိန်နှဲပါတဲ့အတွက်ဘယ်တောင်မှန်ကပို့ပြီးတော့ရွေးချယ်ဖို့ကောင်းတဲ့ဒါသူ့အတွက်စကြက်ဖြစ်နိုင်ခြင်းရှိတယ် လက်ရှိအနေထားရင်လည်းအကုန်လုံးကြည့်ကြည့်မယ်ဆိုရင်အဲ့ဒီဘဲတောင်မန်နေရာကပို့ပြီးတော့အံဝင်နိုင်ခြင်းရှိနေတယ်ဘဲတောင်မန်ဆိုလို့ကိုရီကပိုလိုပုံစံကိုလည်းမဟုတ်ဘူးသူ့ရဲ့ဘဲတောင်မန်ကနေရာချထားခြင်းအားသာဘဲတောင်မန်သူက playmaking role ကိုပဲကစားနေမှာ white playmaker အနေနဲ့ playmaking role ကိုပဲကစားနေမှာအလဲတွေကိုဝင်လာမယ်ဝင်လာတဲ့နေရာမှာကိုရီကပိုကဒီလိုမျိုး45 degree ဖြတ်ပြီးတော့အထဲတဲကို incline ချိုးဝင်လေးရှိတယ် Florian Vas ကအဲ့အလုပ်လုပ်ရမှာမဟုတ်ဘဲနဲ့ Florian Vas ကအလဲတွေကိုတက်တက်90 degree ပြန်ပြီးတော့ဒီလိုမျိုးခါပြတ်ချိုးပြီးတော့သူက playmaking ကိုလုပ်မယ်ဆိုရင် ဒါဂျာမနီအသင်းသာသူလုတ်ပြနေတဲ့ပုံစံမျိုးနဲ့ပုံမကိုက်ညီတဲ့စွမ်းဆောင်ကိုရရှိမယ်ကိုရီကန်ဘိုလိုလုတ်သူလိုအထဲထဲကိုဂိုးသွင်းဖို့အတွက်ဆွဲဝင်တာတက်တက်ဆွဲဝင်တာမျိုးသူမလုံနိုင်တာမဟုတ်ဘူးလုတ်တတ်တယ်ဒါပေမဲ့ပရီးမီးယားလိဂ်မှာတော့အဲ့ဒီဒူပင်နာပဲခံမှုပေါ့နော်အဲ့ဒီ dribbling ပုံစံအဲ့ဒီ dribbling ပုံစံရရှိဖို့ကနည်းနည်းအခြေအနေယူရအောင်မယ်လို့ကျွန်တော်ကတော့ယူဆမိတယ်လက်ရှိအခြေအနေမှာတော့တချို့သောအခြေအနေတွေမှာရုန်းကန်နေရတာကိုမြင်တွေ့ရတယ်တော့ဒါကနေရာနဲ့ဆိုင်တယ်ပေါ့နော်အဲ့တော့သူ့ကိုဘယ်မှာသုံးလိုက်ခြင်းအပြင် ပို့ပြီးတော့အချိန်ရရှိလာမယ်ပို့ပြီးတော့နေရာကျကျရရှိလာမယ်အလဲမှာ၃ချင်းထက်ပို့ပြီးတော့ရရှိလာမယ်ပြီးတော့အမ်အလဲနေရာမှာဆိုရင်ဗျာစန်တာဘက်နှစ်ယောက်ရှိတယ်ပြီးတော့ကွင်းလယ်ခံစစ်ပရီးမီးယားလိကစားအသင်းတွေမှာတပည့် pivot တွေများတယ်တပည့် pivot မဟုတ်ဘူး single pivot ဆိုရင်တော့ကွင်းလယ်ကနှစ်ယောက်လောက်ပြန်ဆင်းလာလိရှိတယ်အဲ့တော့အဲ့ဒီ zone 14နေရာဟာများသောအားဖြင့်ပြန်ပတ်အများကြီးဝင်ရနေလိရှိတယ်အဲ့တော့ဝင်ရနေတဲ့အခါမှာဒါက Florian Vas အတွက်ဒီ Premier League ကပေးတဲ့အချက်တဲတခု ပြနောက်ထပ်အကြက်တဲတခုက Liverpool အသင်းကပေးတဲ့အကြက်တဲ Liverpool အသင်းက ball progression နဲ့ပတ်သက်လို့ဒီရတိမှာအကြီးကျယ်ရုံးကန်နေရတယ်သူတို့ပြီးခဲ့တဲ့ရာသီကသုံးခဲ့တဲ့ Arno နဲ့ Robertson C က progressive passes တွေကအရင်မြင့်တယ်အဲ့တော့ဒီရတိမှာအခုနောက်ခံလူအသစ်တွေပေါ့နောက်ခံလူအသစ်တွေ full back အသစ်တွေရဲ့ဒီ progressive passes quality ကပြုတ်ကျသွားတယ်တပွဲကိုကိုးလုံးဆယ်လုံးလောက်ပြုတ်ကျသွားတယ်အဲ့ဒါကအရင်ကြီးမားတဲ့ပမာဏဖြစ်တယ် ပြီးတော့ဒီလီဗာပူးရဲ့ကွင်းလဲအထိုင်မှာရုံးကန်မှုတွေကျွန်တော်တို့မြင်တွေ့နေရသူသဖြင့်မခါလစ်စတာမခါလစ်စတာရဲ့ progressive passes တွေကလည်းတိတိကျကျပြုတ်ကျနေတယ်အဲ့တော့ဘာဖြစ်သလဲဆိုတော့ Florian Vasi ကိုဒီဘောလုံးတွေတိတ်ပြီးတော့မရောက်ဘူး तू ကနောက်ကိုအများကြီးဆင်းဆင်းပြီးတော့ယူပေးနေရတယ် तू ကိုယ်တိုင် progressive passes တွေပြန်လုပ်ပေးနေရတယ်ပုံမှန်အားဖြင့် तू ဟာအရှိကနေဘောလုံးကိုဒီကင်ယုံလေးပဲလောက်ရမယ် player ပေါ့နော်ဒါပေမဲ့ तू အဲ့အလှုပ်မဟုတ်ဘဲနောက်ကိုပြန်ပြန်ပြီးတော့ဆင်းယူနေရပြီးတော့အဲ့ तू ဆင်းယူတဲ့အချိန်မှာလည်းအဲ့ဒီနေရာကိုပြန်ပြီးတော့အာဒီ occupation လုပ်တဲ့ကစားသမားတွေပေါ့အဲ့ဒီဟန်ချက်ကမညီဘူးဖြစ်နေတယ်ညီရင်တော့ဒါကအလုပ်ဖြစ်နိုင်တယ်ဒါပေမဲ့လောလောဆယ်မညီတဲ့အခါမှာ Liverpool အသင်းရဲ့အစောပိုင်းမှာရုန်းကန်နေရတဲ့ pattern တွေကိုကျွန်တော်တို့ဒီအချက်ကြောင့်မြင်တွေ့နေရတယ်အဲ့တော့ဆိုလိုချင်တာက Florian Verse အနေနဲ့ဒီနေရာမှာကစားဖို့အတွက် Premier League ဟာသူ့အတွက်စက်တဲလွန်နေတယ်ဒါတစ်ချက်ပြီးနောက်ထပ်တစ်ချက်က Liverpool အသင်းရဲ့လိုအပ်တဲ့ progressive ability ကိုမရရှိဘူး ဘယ်ကိုရွှေ့လိုက်မယ်ဆိုရင်အဲ့ဒီပြဿနာတိတ်ပြီးတော့မရှိတော့ဘူးပြီးတော့ဘဲမှနေရာချက်ချက်ရတယ်ပြီးတော့ကျွန်တော်ခုနပြောသလိုကြက်တဲမှုဆိုတာကဘဲမှကြတော့ပို့ပြီးတော့ခြောက်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရောဖူလ်ဘက်တစ်ယောက်နဲ့ဒီဘက်ကကွင်းလေကစားသမားတစ်ယောက်ပေါ့နော်တာမန်စားသမားတစ်ယောက်ခြားထဲမှာပြီးကစားရတာဖြစ်တယ်အဲ့ဒီချိန်မှာ तू ကအလဲတဲ့ကို तू ကဆွဲဖို့အတွက် tendency ရှိတာဖြစ်တယ်အဲ့ဒီအတွက် तू လဲတဲ့ဆွဲမယ်ဆိုရင်ဒီဘက်ကကစားသမားထားသူ့ကို live ဖို့အတွက်အခက်အခဲရှိတယ်အဲ့လို live ဖို့အတွက်အဆိုင်ချလာတာမဟုတ်ဘူးအဲ့လိုဆို zone နဲ့အောက်ကုန်လိုက်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆွဲခြင်းအပြင်သူ့အတွက် အဲသူ့ရဲ့ skills နဲ့ဆိုရင်ဒါကလုံလောက်တယ်အထဲမှာတော့ player တွေရှိတယ်ဒါပေမဲ့အဲ့အထဲက player တွေကလည်းထားပါတော့နံပါတ်10မှာကစားနေမယ် software slide ကိုကစားသမားမျိုးကိုတို့ကပို့ပြီးအာယုံစိုက်ရတယ်အဲ့တော့အာယုံမစိုက်ဘူး volume verse လာမယ်ဆိုရင် verse က software slide ကိုပေးလိုက်ရုံပဲဒါကအရင်အခြေခံကြားတဲ့အခြေအနေတစ်ခုကိုတင်ပြခြင်းဖြစ်တယ်ပွဲထဲမှာတော့အဲ့လိုမျိုးဒီပုံစံနဲ့ဖြစ်နေရတော့မဟုတ်ဘူးကျွန်တော်ဆိုလိုချင်တာကဘယ်ဘက်ကိုရွှေ့လိုက်မယ်ဆိုရင်အဲ့ဒီအာသာချက်တွေကိုရရှိနိုင်တယ် Real Madrid နဲ့ပွဲမှာလဲ Real Madrid ဟာဒီညာချမ်းခံစစ်မှာ Valverde ကိုကစား ကစားတယ်ပေါ့နော်အဲ့တော့ value ကို florian vas ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့တယ်ကောင်းကောင်းချိုးဖြတ်နိုင်ခဲ့တယ်ဒါကြောင့်မလို့အခု germany အသင်းရဲ့ခြေစွမ်းနဲ့ကျွန်တော်တို့ပေါင်းဆက်ကြည့်မယ်ဆိုရင် florian vas ကိုလက်ရှိအခြေအနေမှာနောက်ဒီ premier league နဲ့အရန်ကိုအသားကျလာပြီးသူသူ့ကိုယ်သူယုံကြည်မှုလည်းပြေဝလာပြီး liverpool အသင်းရဲ့ခြေစွမ်းကလည်းပြန်တက်လာပြီးဆိုရင်တော့ vas ကိုနံပါတ်10ပြန်ပို့လို့ရတယ်ဒါပေမဲ့လောလောဆယ်အခြေအနေအခက်ခဲတွေအများကြီးကြုံတွေ့နေတဲ့အခြေအနေမှာကြတော့ပို့ပြီးတော့လွယ်တဲ့ rose ကိုပို့လိုက်ခြင်းအပြင် vasi က ပိုကောင်းတဲ့စွမ်းဆောင်တခုကိုမြင်တွေ့နိုင်တယ်။အဲ့ဒီမြင်တွေ့နိုင်ခြင်းကိုဒါဂျာမနီအသင်းကနေဒါတော့လျှောက်ပြသနေပေါ့။အခုမှနဂက်စမန်ဟာဗတ်ကိုပဲပါမတုံးတာမဟုတ်ဘူး။သူကပြီးခဲ့တဲ့ယူရိုတွေကအဲ့လိုပဲမှာတုံးတယ်။ဒါပေမဲ့သူတို့ကစားတဲ့ပုံစံဥပမာဂျာမနီတင်းက၄-၃တစ်ဆန်တယ်။၄-၃တစ်ကလေ၄-၃၁လို့ပုံစံမျိုး။အဲ့တော့၄-၃၁ခရစ်စမတ်ထရီပုံစံဆန်သွားတယ်။အရှိမခိုင်ဟာဗတ်ရှိတယ်။သူ့နောက်မှာဘူစီယာလာနဲ့ဖလိုရီယန်ဗတ်တို့ရှိတယ်။သူတို့ကတောင်းမန်နေလို့မဟုတ်ပဲနဲ့ inside forward လို့ပုံစံမျိုးနဲ့ကစားတာဖြစ်တယ်ပေါ့နော်။ ဲ့တော့အဲ့ဒါက Leverkusen အသင်းမှာ first အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ဒီ left inside forward role ပေါ့လေအဲ့တော့အဲ့ဒီ role ကိုအခုဒီ Liverpool အသင်းမှာပြန်ပြီးတော့လုပ်ပေးလိုက်မယ်ဆိုရင်ဒါအဆင်ပြေနိုင်တယ်ပြဿနာက Liverpool မှာဘယ်အတွက်ကိုဒါနေရာတနေရာပေးထားတဲ့ဒီအားကိုးနေရတဲ့ကစားသမားပေါ့နော်ကိုရီကက်ကိုတချို့ Liverpool ပြည်သက်တွေကလည်းသဘောမကျကြဘူးဒါပေမဲ့ကိုရီကက်ပိုရဲ့လုပ်ပြနေတဲ့အစွမ်းစားကလည်းဒါအတိမပြရမယ့်အနေအထားတစ်ခုမှရှိတယ်ပြီးတော့အခုနိုင်ငံအသင်းမှာလည်းသူက Netherlands နဲ့အတူ ထောက်လျှောက်ခြေစွမ်းပြနေရသူစီရဂိုးတွေ assist တွေသူစီရဂိုး contribution တွေထောက်လျှောက်မြင်ရတယ်အဲ့ဒီရက်ကြောင့်နည်းနည်းလေးပေါ့နော်ဒီအလယ်မှာက Florian Wurz ကိုတုံးလိုက်မယ်ဒီမှာ Gakpo လည်းရှိနေပြီးသားဆိုတဲ့အတွင်းမျိုးကိုဒါက Arne Slot ကသွားတာပေါ့နော်လက်ရှိအချိန်မှာတော့ခေါင်းစားစရာကအဲ့လိုပေါ့ Gakpo ကိုဖယ်မလားဖယ်ပြီးတော့ Wurz ကိုတုံးမလားပေါ့နော်အဲ့ဒီညားလေးကတော့ဒါတွေးတော့စရာလေးဖြစ်လာတယ်ပြီးတော့ Wurz ကိုတုံးမယ်ဒီကောင်းလာအောင်တုံးမယ်ဆိုရင်တပွဲနှစ်ပွဲတပွဲသုံးလိုက်တပွဲပြောက်လိုက်လို့လို့မရဘူးနော်တောက်လျှောက်တောက်လျှောက်တုံးရမှာဖြစ်တဲ့အတွက် အဲ့နေရာမှာခေါင်းစားစရာဖြစ်နေပြီးတော့ဟို Florian Verse ကိုဘယ်တောင်းမှန်ကစားသမားအဖြစ် wide playmaker အဖြစ်ကျွန်တော်တို့တောက်လျှောက်မမြင်နေရခြင်းဖြစ်တယ်ဗောလေအဲ့တော့ Anslot အနေနဲ့ပြပသသားဆုံးဖြတ်ဖို့တော့လိုအပ်ပြီးလက်ရှိအခြေအနေအခင်းအကျင်းတွေအရပြီးတော့လက်ရှိဂျာမနီအသင်းကပြသသွားတဲ့အခင်းအကျင်းတွေအရပိုမိုလွယ်ကူတဲ့ rose တခုရှိနေတယ် verse အတွက်အော်ဒီအကိုခင်းချင်းပေးမလားပေါ့နော်ဒါက solution တစ်ခုအနေနဲ့ရှိနေတယ်ပြီးတော့ဒါက no secret လို့ဝတ်ချက်မဟုတ်ဘူးဒါကထင်ရှားသိသာပြီးသားအရာ ဒါပေမဲ့လှုပ်ဖို့အတွက်ကြောင့်လဲကျွန်တော်ခုနတင်ပြခဲ့သလိုကကူနဲ့အရာလေးပြဿနာကရှိနေတယ်အဲ့ဒီအတွက်ကြောင့် Anslot ဘယ်လိုမျိုးဆုံးဖြတ်မလဲဆိုတာစောင့်ကြည့်ရမယ်ဂျာမနီအသင်းကတော့ Florian Vas ကိုဘယ်လိုမျိုးအသုံးပြုရှင်အကောင်းဆုံးအရာတွေကိုဆွဲထုတ်နိုင်တယ်လဲဆိုတာကိုဆက်လက်ဆက်လက်ဆက်လက်ပြီးတော့ပြသနေတယ်လို့ပြောလို့ရပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ